်မင်္ဂလာပါရှင်ဒီမှာတော့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးမှာပါရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်တဲ့ရင်းပြင်းဒီခြိတက်ပွဲကိုတက်ရောက်ဖို့တွားရောက်ခဲ့တဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ဇနီးတော်ကျူကျူလာတို့ဟာသုံးရက်တာ ခရီးစဉ်အတွင်းရုရှားသမ္မတပူတင်နဲ့တီးခြားတွေ့ဆုံခွင့်မရပဲဒီကနေ့မေလ10ရက်နေ့မှာမြန်မာနိုင်ငံကိုပြန်လာခဲ့ရပါတယ် စစ်ကောင်းဆောင်ရုရှားကနေမြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာလာကြောင်းကိုတော့စစ်တပ်အဝေါ်သတင်းစာတွေကသတင်းထုတ်ပြန်ထားတာပါစစ်ကောင်းဆောင်ရဲ့ဇနီးဟာရုရှားခီးစဉ်အတွင်းမှာရုရှားဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌရုရှားအမျိုးသမီးဖိုရန်ဥက္ကဋ္ဌနဲ့ကာဇစ်စတန်နိုင်ငံသမ္မတတို့နဲ့တရားတွေ့ဆုံခဲ့ပါတယ် ဒါအပြင်စစ်ကောင်းဆောင်ဟာတရုတ်တမရရှိချင်းဖြင့်နဲ့တရားတွေ့ဆုံမှုလုပ်ခဲ့ပြီးတမရရှိချင်းဖြင့်ကစစ်ကောင်းဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုထောက်ခံကြောင်းပြောဆိုခဲ့ပါတယ်။ဒီတွေ့ဆုံမှုဟာဆရာနာသိမ့်ပြီးရဲ့နောက်ပိုင်းစစ်ကောင်းဆောင်နဲ့တရုတ်တမရတို့ရဲ့ပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။အခုခီးစဉ်ဟာစစ်ကောင်းဆောင်ကိုဖန်ဝရန်ထုတ်ပြီးရဲ့နောက်ပိုင်းရုရှားနိုင်ငံကိုတွားရောက်တဲ့စစ်ကောင်းဆောင်ရဲ့ဒုတိယမြောက်ခီးစဉ်လည်းဖြစ်ပါတယ်။ဒီဒီချိန်မှာတော့တမရပူတင်ကစစ်ကောင်းဆောင်ကိုတရားတွေ့ဆုံမှုမလုပ်ခဲ့ဘူးလို့လည်းသိရပါပါတယ်ရှင်။ စက်ကောင်စီတက်ဟောင်းတဘာဝဘေးကြောင့်ဆိုပြီးရာရဲ့အပြည့်ခတ်ရက်စဲရေးတက်တန်တိုမေလ6ရက်နေ့ကနေ31ရက်နေ့အထိတက်တန်တိုခဲ့ပေမယ့်အဲ့ဒီနေ့ကစပြီး TNL ထင်းချုံနယ်မြေကိုထိုးစစ်ဆင်တိုက်ခိုက်မှုပေါင်း၈ကြိမ်နဲ့လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုပေါင်းအကြိမ်တရာထပ်မံပြုလုပ်ခဲ့တယ်လို့ TNL ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျာ။ စစ်ကောင်စီအမြောက်တပ်902တပ်က TNLA ထိချုံနယ်မြေနှောင်းချုံမြို့နယ်တရဲချိုကြီးရွာကမင်္ဂလာဆောင်ပြုလုပ်ကျင်းပနေတဲ့နေရာကိုမေလ10ရက်နေ့ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အသက်9နှစ်အရွယ်ကလေးတယောက်အပါအဝင်ဒေသခံ4ယောက်သေဆုံးခဲ့ပြီး9ယောက်တံရရရှိခဲ့ရပါတယ်။ စစ်ကောင်စီအမြောက်တပ်900နှစ်တပ်က TNLA ထိန်းချုပ်နယ်မြေနောက်ချုံမြို့နယ်တရဲချိုကြေးရွာတွေကမင်္ဂလာဆောင်ပြုလုပ်ကျင်းပနေတဲ့နေရာကိုမေလ10ရက်နေ့ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အသက်9နှစ်အရွယ်ကလေးတယောက်အပါအဝင်ဒေသခံ4ယောက်သေဆုံးခဲ့ပြီး9ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်ရှင်။ ရှေးဟောင်းရင်ကျေးမှုနယ်မြေပကံအနီးဝန်းကျင်ရွာတွေမှာတိုက်ပွဲတွေဖြစ်ပေါ်နေတာကြောင့်ပကံဒေသမှာပါတိုက်ပွဲတွေဖြစ်လာမှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။တိရီသတင်းပေးပို့ထားပါတယ်ရှင်။စစ်ကောင်စီတပ်ကရိုင်းရီအဖြစ်အခက်ရဲစဲရေးကာလကြေညာထားပေမဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့အတွက်နိုင်ငံနေရာအနှံ့မှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါကြောင့်ကမ္ဘာအမွေအနှစ်စည်းဝင်ပကံရှေးဟောင်းရင်ကျေးမှုနယ်မြေမှာလည်း တိုက်ပွဲတွေဖြစ်လာမှာကိုဒေတာကန်တွေကစိုးရိမ်နေကြပါတယ်။ဗကန်ဒေတာမှာတော့စစ်ကောင်စီတပ်ကစစ်မှုရန်အတွက်ပေါ်တာဆွဲရတဲ့ဖြူစော်တီအဖွဲ့တွေဖွဲ့နေတာကြောင့်ဒေတာကန်လူငယ်လူရွယ်တွေကနယ်စပ်ဘက်နဲ့နိုင်ငံသားဘက်တွေကိုတိမ်းရှောင်ပြီးတွားရောက်အလုံးလုံးကင်နေကြရတယ်လို့သိရပါတယ်။2025ခုနှစ်ပထမ၄လအတွင်းဗကန်ဒေတာမှာစစ်မှုရန်အတွက်ပေါ်တာဆွဲခံရတဲ့လူငယ်အယောက်တရာဝင်းကျင်ရှိပြီလို့ဒေတာကန်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့စည်ရင်းရသိရပါဗကန်ဒေတာမှာ စစ်ကောင်စီကပြူစောတိအဖွဲ့တွေဖွဲ့နေပြီးညာဦးမြို့ပေါ်မှာပြူစောတိနှစ်ဖွဲ့ပကံမြို့တစ်မှာတစ်ဖွဲ့နဲ့မြင်းကပါရွာမှာတစ်ဖွဲ့ဖွဲ့ထားပြီးနောက်လူရမှုဓမြမှုပြန်ပေးမှုတွေများလာလို့ပြည်သူတွေစိုးရိမ်ထိတ်လန့်မှုတွေဖြစ်နေရတယ်လို့သိရပါတယ်လောလောဆယ်အခြေအနေမှာတော့ကြေးလက်သေးသားတွေတောတောင်တွေထဲမှာပဲတိုက်ပွဲရှိနေတာ UNESCO ရှေးအောင်ရှင်ကျင်းမှုနယ်မြေထဲမှာတိုက်ပွဲမဖော်ဆောင်ဖို့ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေကိုအစဉ်အဆက်ညွှန်ကြားထားပါတယ်ဒါပေမဲ့စစ်ကောင်စီတပ်တွေက ဗကံဖျားတွေကိုအတုံးချပြီးခံတက်လိုမျိုးအတုံးချနေတာရှိတယ်။ဥပမာအိမ်တော်ပေါ့ရှေးအောင်ဖျားတွေနဲ့နင်းနီကက်ကမှရှိနေတဲ့ဟိုတယ်ကိုသူတို့ရဲ့အကြီးဆုံးတွေနေတဲ့ဌာနချုပ်အနေနဲ့လှုပ်ထားတာမျိုးပေါ့စစ်ကောင်စီဘက်ကအကြီးအကဲတွေလာရင်လည်းအဲ့ဒီမှာပဲတဲခုလေးရှိတယ်။မြို့ပေါ်မှာပြူစောတိလက်နက်ကင်တွေရှိတဲ့အတွက်ဒေသခံပြည်သူတွေအတွက်စိုးရိမ်နေရတယ်လို့ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးအတွက်လည်းအာမခံချက်မရှိဘူးလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါဗျ။ဗကံမှာတိုက်ပွဲတွေမဖြစ်သေးပေမဲ့ ပကံမြို့နယ်နီးဝင်းချင်းကကျေးရွာတွေမှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်ခရီးသွားဝင်ရောက်မှုလျော့နေနေတယ်လို့ဒေသခံတွေကပြောကြပါဗျ။မြို့ပေါ်ကတော့အေးချမ်းနဲ့လောလောဆယ်ရွာတွေပတ်ပြီးတော့နယ်တွေပတ်ပြီးတော့တချို့နေရာတွေဖြစ်တာပေါ့။မြို့ပေါ်မှာဖြစ်ရင်တော့လာလောက်တော့ဘောအဲ့တဲ့ကတော့ဒီနယ်တွေဆိုရင်တော့ဒီအမြန်လမ်းနဲ့ဂျပရောင်းနဲ့ချက်သွားလို့ရတဲ့အချိန်ကြီးတော့ဝင်မယ်ထင်ပါတယ်အဲ့တဲ့လေဒါပေမဲ့ကိုရင်းမြစ်တွေကကျူးရတော်တော်ပါ ကိုဝင်တိုင်းနော်ဘာသာတနည်းပတ်လေလုံးအဲ့ဒါရှိတယ်ပေါ့နော်တကြံပြီးတဲ့အချိန်မှာလာပိုင်းဒီခဏပဲအဲ့ဒါပြတ်တာပြတ်နေချင်းလုံးဝအဲ့ဒါတော်တော်များများရှိတယ်ပေါ့အခုကကျတော့မနေ့မလုတ်ခင်တော့လေနိုင်ငံကြီးရဲ့ရိုး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 အလိုတိုက်ပွဲကြီးဖြစ်တဲ့ဘာညာဆိုတော့အဲ့ဒီရပြုတ်ပေါ်ဖြစ်တဲ့ချိန်မီမလာကြဘူးတလာပိုင်းကလေးအဲ့ဒါမရှိတာအခုချိန်ထိပေါ့တကြံတော့မကြောက်ဘူးအဲ့ဒါလေဗကန်ရှီအောင်ရင်ကျင်းမှုနေမီကို2029ခုနှစ်ဇူလိုင်လကတည်းက UNESCO ကမ္ဘာယဉ်ကျေးမှုကော်မတီကကမ္ဘာအမွေအနှစ်စည်းဝင်အဖြစ်သတ်မှတ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ရှေးအောင်ရင်ကျေးမှုနည်းမြေဖြစ်တဲ့အတွက်ကြောင့်တက်နိုင်သမျှတိုက်ပွဲမဖြစ်အောင်ရှောင်သွားမယ်လို့ပြောဆိုထားပါတယ်။ကျွန်မဒီရီပါ။ပြည်ထောင်ဝန်ကြီးချုပ်စတာမောင်၊ဂျာမနီအဓိပတိမာ့ခ်စ်၊ပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်ဒတ်နဲ့ပြည်သစ်သမ္မတမက်ခွန်တို့ဟာရုရှား-ယူကရိန်းရက်30အပြည့်ခတ်ရက်စဲရေးအတွက်တောင်းဆိုဖို့ယူကရိန်းကိုရောက်ရှိနေပါပြီ။ ဒါဟာစတာမာအတွက်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်ယူကရိန်းကိုဒုတိယအကြိမ်လာရောက်တာဖြစ်ပြီးဒီတစ်ပတ်အတွင်းမှာပဲဂျာမနီအဓိပတိဖြစ်လာတဲ့မတ်စ်လဲပါဝင်လာတာကိုတွေ့ရပါဗျ။ ဥရောပထိပ်တန်းနိုင်ငံကောင်ဆောင်တွေဟာအမေရိကန်သမ္မတထရန့်ရဲ့အစိုးပိုင်းကအဆိုပြုချက်နဲ့ပတ်သက်လို့ယူကရိန်းနိုင်ငံကိုလာပြီးချွင်းချက်မရှိရက်30အပြည့်အခက်ရက်စဲဖို့တောင်းဆိုမှာဖြစ်ပါတယ်။ရုရှားနိုင်ငံရဲ့ရုရှားအောင်ပွဲနေ့အထိမ်းအမှတ်ကျင်းပအချိန်ကနိုင်ငံ20ကျော်ရဲ့ကောင်ဆောင်တွေတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒါကိုတံပြန်ဖို့ဥရောပနိုင်ငံကောင်ဆောင်တွေဟာ Kiev မြို့ကိုအတူတူသွားရောက်ဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ အမေရိကန်နဲ့အတူကျွန်တော်တို့ဟာငြိမ်းချမ်းရေးဆွေးနွေးဖို့ရက်30ချွင်းချက်မရှိ အပြစ်ခတ်ရက်စရေးပြုလုပ်ဖို့ရုရှားကိုတောင်းဆိုမှာပါဥရောပထိပ်တန်းနိုင်ငံအကောင်ဆောင်တွေဟာနှစ်နိုင်ငံငြိမ်းချမ်းရေးဆွေးနွေးမှုကိုတက်နိုင်သမျှအမြန်ဆုံးဖြစ်အောင်ပံ့ပိုးပေးဖို့ကျွန်တော်တို့အသိရှိနေပါတယ်လို့ယူကရိန်းကိုမသွားခင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်ရှင်။ ဥရောပသမဂ္ဂကရုရှားရဲ့ရေနံနဲ့တန်းငွေတင်ပို့မှုကိုပိတ်ပင်တဲ့အခါဗီတိုသုံးပြီးကန့်ကွက်မယ်လို့ရုရှားသမ္မတပူတင်ကိုစလိုဗက်ကီးယားဝန်ကြီးချုပ်ကခရီးပေးခဲ့ပါတယ်။စလိုဗက်ကီးယားဝန်ကြီးချုပ်ဖီကိုဟောင်းမော်စကိုအောင်ပွဲနေ့အပြီးမေလ9ရက်နေ့မှာပူတင်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။သူရဲ့မော်စကိုမြို့ကိုလာရောက်တဲ့အတွက်ပူတင်ကကျေးဇူးတင်ကြောင်းပြောဆိုထားပြီးနှစ်နိုင်ငံဆက်ဆံရေးကိုဆက်ပြီးထိန်းသိမ်းထားမှဖြစ်တယ်လို့ပူတင်ကဆိုခဲ့ပါဗျ။ ဖီဂိုကပူတင်နဲ့တွေ့ဆုံတဲ့အချိန်မှာရုရှားရဲ့တပ်ငွေနဲ့ရေနံတွေဥရောပကိုတင်ပို့မှုကိုဥရောပသမဂ္ဂဘက်ကပိတ်ပင်မှုစူးစမ်းနေတယ်လို့ပြောခဲ့ပါတယ်။ဒီလိုရုရှားရဲ့ရေနံနဲ့တန်းငွေတင်ပို့မှုကိုပိတ်ပင်တဲ့အခါစလိုဗက်ကီးယားကဗီဒိုအာနာသုံးပြီးကန့်ကွက်မယ်လို့သူကခရီးပြုထားပါဗျ။ ယူကရိန်းကိုကျူးကျော်ဆက်ဆင်နွှဲခဲ့ပြီးတဲ့နောက်ဥရောပနိုင်ငံတွေဟာရုရှားရဲ့ရေနံဝယ်ယူမှုကိုရှော့ချလာခဲ့ပါတယ်။ဥရောပသမဂ္ဂက2022ခုနှစ်ဒီဇင်ဘာလမှာရုရှားရေနံစိမ်းတွေကိုပင်လယ်လမ်းကြောင်းကနေတင်သွင်းတာကိုပိတ်ပင်ခဲ့ပြီး2023ခုနှစ်ဖေဖော်ဝါရီလမှာတန့်စင်ထားတဲ့ရေနံထွက်ကုန်တွေကိုပိတ်ပင်ခဲ့ပါတယ်ရှင်။ TVU မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်။